အားလုံးပဲမင်္ဂလာပါဗျကိုဗီ sharing ကနေပလန်ကျဆူလိုက်ပါတယ်ကျွန်တော်ရဲ့ channel မှာဆိုရင်ငွေရေးကြေးပညာပေးအကြောင်းအရာများကိုစဉ်ဆက်မပြတ်တင်ဆက်ပေးနေတာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်တဲ့မိတ်ဆွေများ subscribe လုပ်ပြီးအားပေးခဲ့ကြပါအောင်ဗျကျွန်တော်ဒီနေ့ပြောသွားမယ့်အကြောင်းအရာကတော့ငွေသခင်ဖြစ်ဖို့ဆေးငွေသခင်ဖြစ်ဖို့ဆေးရှိပါတယ်တောက်ရလိမ့်ရတဲ့ဆေးတော့မဟုတ်ဗျ SAIL ကိုခေါ်ပါတယ်ဆေးလို့အတန်ထွက်မှာပါ ရွက်လွင့်ချင်းလို့အတိတ်ပဲရတဲ့ဆေးမှာအခက်ရသလုံးစီတိုင်းကအတိတ်ပဲရှိနေပြန်ပါတယ်။ S savings စုဆောင်ငွေ A assurance အာမခံ I investment ရင်းနှီးမြှုပ်နှံမှုနဲ့ L life goals ဘဝရည်မှန်းချက်များ savings စုဆောင်ငွေစုဆောင်ထားတဲ့ငွေဟာရွက်တင်ပေါ်ရဲ့ကိုထင်တဲ့အတူပါတယ်။တင်းငယ်လို့ရင်မုံတိုင်းရဲ့ဒဏ်ကိုခံနိုင်မှာမဟုတ်ပါဘူး။ရေယူပေါက်တွေရှိနေရင်တော့ရေရှည်မှာ မတွေ့ရကြပေါ့အရေးပေါ်ရမုံဝင်နေနဲ့ငွေသားကိုအတုံးစင်းရဲ့3လနဲ့6လစာကြာအ ਨੇ ဆုံးစုဆောင်ထားရမှာပါဒါမှရှိရင်လိုင်းထန်တဲ့နေ့တွေမှာဒုက္ခရောက်တတ်ပါတယ်လက်ရှိမှာလဲစီဝါရေးကြဆင်းနေလို့ကဘာပေါ်မှာအလုံးလမ်းမဲ့ဖြစ်ကုန်တဲ့လူတွေအများအပြားရှိနေပါတယ်အဲရှေ့လျှောက်ဒီနေ့အတွင်းမှာလဲပုံများလာဖို့ရှိပါတယ်အဲဝမ်းနေကြပါရောင်ဒီတာတဲ့နေ့တစ်ကုန်မြောက်ခင်နေဝင်ညကိုဖြတ်တန်းရအောင်မဲ့ကာလာပါစုဆောင်ထားတဲ့အရေးပေါ်ရမုံငွေသားမရှိရင် ပြဿနာပါပဲ assurance အာမခံအာမခံကတော့ရွက်တင်ဘောဘောကအတက်ကယ်ဘောကွင်းနဲ့တူပါတယ်အဲအတက်ကယ်ဘောကွင်းဟာမုံတိုင်းထံတင်ဘောမောက်တဲ့အချိန်မှာပင်လယ်ထဲမှာရေမနေရအောင်ကူညီပေးနိုင်တယ်လို့ဒီအတက်အာမခံမိအာမခံကြားမာရေးအာမခံစတာတွေလှုပ်ထားတာဟာလေဘဝမှာမမျောလင့်ထားတဲ့အခြေအနေတွေဆုံးရှုံးမှုတွေနဲ့တွေ့ရတဲ့အခါမျိုးမှာအထောက်အကူပြုမှာပါ investment ရင်းနှီးမြှုပ်နှံမှုရင်းနှီးမြှုပ်နှံမှုဟာရွက်တင်ဘောရဲ့ ပင်တန်ရွက်မကြီးနဲ့တူပါတယ်။ရွက်မကြီးမှခန့်ခန့်ရင်ရီမန်းချက်ပန်းနိုင်စီကိုမြန်မြန်ရောက်ဖို့ကူညီပါပါ။နောက်တစ်ခုကတော့ life ghost ဘဝရီမန်းချက်များရွက်တင်သောရဲ့ကိုထိုင်နေတူတဲ့စုဆောင်ငွေအတက်ကဲဘောခွင်းနဲ့တူတဲ့အာမခံနဲ့ပင်တန်ရွက်မကြီးနဲ့တူတဲ့ရင်းနှီးမြုပ်နှံမှုတွေရှိထားပြီဆိုရင်တော့ဘဝရီမန်းချက်ပန်းနိုင်တွေစီကိုရီမန်းပြီးတော့မှရွက်လွင့်လို့ရပါပြီ။ရီမန်းချက်ပန်းနိုင်တွေအမျိုးမျိုးရှိနိုင်ပါတယ်။မင်္ဂလာဆောင်ဖို့ခီးထွက်ဖို့ကလေးပညာရေးမိဘကျမ်းမာရေး အိမ်ဝယ်ဖို့အငိမ့်စားယူဖို့စသဖြင့်ပေါ့ပန်းနိုင်ငံအတွက်အချိန်ဘလောက်ယူမယ်တလဘလောက်စုမယ်စသဖြင့်စီမံတွက်ချက်ထားရမှာပါဟန်ချက်ညီတဲ့ရွက်တင်ပေါ်ရွက်တင်ပေါ်ဟာဟန်ချက်ညီတင်းတင်းမြတ်တနေဖို့လိုပါတယ်ပင်တိုင်ရွက်မကြီးရင်းနှီးမြုပ်နှံမှုကတေးလွန်းနေရင်လည်းခရီးတိတ်မတွင်နိုင်ပါဘူးရင်းနှီးမြုပ်နှံမှုမရှိရင်တုံမဟုတ်နဲနေရင်ငွေကြေးဖောင်းပွားမှုတွေကြောင့်စုမိတဲ့ငွေလေးတွေတန်ဖိုးနေသွားတတ်ပါတယ်ပင်တိုင်ရွက်မကြီးရင်းနှီးမြုပ်နှံမှုကြီးလွန်းပြီး ရွက်တင်ဘောရဲ့ကိုထဲစုဆောင်ငွေတေးလို့ရင်လည်းအဆင်မပြေပါဘူး။အောက်သေးအပေါ်ကြီးဖြစ်ပြီးမုံတိုင်းကြားမှာတင်ဘောမောက်တက်ပါတယ်။ရှိသမျှငွေအားလုံးကိုလည်းငွေသားလက်ကျန်မထားပဲစီဝါရေးလုပ်ငန်းတွေယင်းနှိမ့်မြောက်နှမှုတွေထဲအကုန်ထည့်ထားမိခဲ့ရင်အရေးပေါ်ငွေလိုတဲ့အခါအောက်သေးနဲ့ထုတ်ရောင်းရရင်မဟန်ပါဘူးဗျ။ငွေတခင်ဖြစ်ဖို့စေးတူမှုပန်းနိုင်ကိုအရောက်လန်းဖို့ခိုင်ခန့်ထဲဝါတဲ့ရွက်တင်ဘောကြီးနဲ့ရွက်လွင်လိုက်ကြပါစို့လားခင်ဗျာ။အားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေခင်ဗျာ။ လေးစားစွာဖြင့်ပုံစုံကျူးကျွန်တော်ဒီနေ့တင်ဆက်ပေးခဲ့တာကတော့ဆရာပုံစုံကျူးရဲ့ငွေတခင်ဖြစ်ဖို့ဈေးဆိုတဲ့စောင်းပါလေးကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်နောက်ဗီဒီယိုမှာလည်းဒီလိုမျိုးငွေကြေးဆိုင်ရာအကြောင်းအရာစောင်းပါများကိုဆက်လက် တင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပြီးဘေးကခေါင်းပုံလေးကိုနှိပ်ပေးသွားခဲ့ပါအောင်ခင်ဗျာနောက်ဗီဒီယိုမှာကြံတွေ့ကြတာပေါ့